တနင်္ဂနွေနေ့မွေးသူအားလုံးမင်္ဂလာပါ2025အောက်တိုဘာလ1ရက်နေ့ကနေ9ရက်နေ့အတွင်းမှာ ရှင်မန်းကျန်အောင်မြင်မယ်ဘဝချင်းတွေတိုးတက်မယ်ရတ္တန်တွေလှုပ်တည်ပြန်လည်စတဲ့နိုင်မယ်ဘဝစဉ်အောင်မြင်တိုးတက်မှုရှိမယ် ဆောင်ရွက်လိုက်တဲ့ကိစ္စမှသမျှကောင်းသောအကျိုးဆက်ကိုရရှိမယ်။တရက်နေ့မှာလုံသမျှရည်ရွယ်သမျှအောင်မြင်ခြင်းတိုးတက်ခြင်းတွေရှိတယ်။နှစ်ရက်နေ့မှာကုတ်ကိစ္စသမကလုပ်ဖို့ကိစ္စကိုထုံမယ်။သုံးရက်နေ့အဲ့ဒီနေ့ကဝေချေကံလက်လာပါကံကောင်းတဲ့တဏသိတိနက္ခဆန်းရှင်တဲ့နေ့ဖြစ်တယ်။အဲ့ဒီနေ့မှာပိုက်ဆံတို့ကိုရင်မွေးဖျန်းပြီးတော့လူနဲ့ဆောင်ပေးပါ။၄ရက်နေ့မှာခရီးကံကောင်းမယ်အပြောင်းလဲကောင်းမယ် မိကောင်းဆွေကောင်းထောက်ကူရမယ်စမ်းပွဲမယ်ငါးရက်နေ့မှာပစ္စည်းပြောက်တတ်တယ်ရန်တက်ခံနေရှင်ပြီးလောက်ရတတ်တယ်၆ရက်နေ့ကတော့ရာရာကောင်းချင်းကံကြမ္မာနဲ့တို့ထက်ချင်းရှိမယ်သတင်းကျိုးလာပြည့်နေနဲ့တနည်းလားတိုက်ဆိုင်နေနေလည်းဖြစ်တယ်ဖရာနေကစားနေရဖြစ်ပါတယ်ခုနှစ်ရက်နေ့မှာတော့အသွာလာနေတိုင်းကျူးဆိုက်ပြီးတော့နေထိုင်ရမယ့်နေ့တစ်ခုဖြစ်တယ်ရန်တက်ခံနေဖြစ်တတ်တယ်စိမ့်အောင်ရှိတဲ့ဖြစ်တတ်တယ် တပတ်တာအတွင်းမှာကြာသာပရင်းနေဗုဒ္ဓနေကနေမွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္လာနေ့သောကြနေ့မွေးသူများကြောင့်စိတ်နှောက်ရသေးတွေဖြစ်တတ်တယ်။အပြာရောင်ပန်းရောင်အနီရောင်တို့ကိုသုံးပေးပါ။နံပါတ်၃69အချိုးပေးတဲ့ကဏ္ဍဖြစ်သုံးဆွဲနိုင်ပါလေ။ပန်းရောင်နှင်းစီသုံးပွင့်ဖျားကတ်လူပူဇော်ပြီးအလိုရှိရာဆုတောင်းပါ။ထူးခြားစွာကောင်းခြင်းကံနဲ့ချိုးပေးခြင်းများဖြစ်ထွန်းလာပါလိမ့်မယ်။ယေရှုတည်ပါလေ။ တနင်္လာနေ့မွေးသူအားလုံးမင်္ဂလာပါ2025အောက်တိုဘာလ10ရက်နေ့ကနေ9ရက်နေ့တော်တွင်မှာအပြောင်းလဲနဲ့တိုးတက်မှုတွေအတွက် စီစဉ်လို့ကောင်းတယ်ငွေဝင်နဲ့ပြန်ထွက်တယ်မမြဲဘူးကိုယ်ကိစ္စသာမကအလုပ်ဖို့ကိစ္စဖို့တွေဂျုံပဲရှင်ပြိုင်မှုတွေမအောင်မြင်မယ်နာမည်အောင်မြင်မှုနဲ့ဘဝတိုးတက်မှု လုပ်ငန်းကံတက်လန်းအောင်မြင်မှုလမ်းကြောင်းတွေကိုကြုံတွေ့ရလိမ့်မယ်။ဒီရက်နေ့မှာအပြိုင်ဆိုင်အလုံးကိုကျော်လွှားအောင်မြင်နိုင်တယ်။နှစ်ရက်နေ့မှာရန်တိုက်ခံနေတဲ့ထိတိုက်တွေ့ရတယ်။သုံးရက်နေ့မှာရန်ပတိဘက်ကတွေအလုံးကိုကျော်ပြီးဘဝတွတ်တက်မှုကိုရနိုင်တယ်။လေးရက်နေ့မှာမိကောင်းဆွေကောင်းထောက်ကူရခြင်းဘဝတွတ်တက်ခြင်းရှိမယ်။ငါးရက်နေ့မှာစိတ်နှောင့်ရှက်တွေကြားလျက်တွတ်တက်မယ်၊ငွေစုလိုက်ဝင်နိုင်မယ်။၆ရက်နေ့မှာ ရန်အလုံးကိုကြော်ပြီးလိုရာပြည့်စုံခြင်းနဲ့တိုးတက်ခြင်းကိုကြော်မယ်။ခொနည်းနည်းမှာစိတ်ပင်ပန်းလူပင်ပန်းဖြစ်တာတွေကြုံတတ်တယ်။ထူးခြားချက်ကသုံးရက်နေ့ကဒနာသိတိနဲ့ကဆန်းရှင်တဲ့နေ့အဲ့ဒီမှာပန်းဆန်အကျွေးကို အမွှေးနတ်သာပဲ့ပြန်ပြီးသူနဲ့ဆောင်မှာ6ရက်နေ့ကလာပြင်းနေ့တနင်္လာနေ့နဲ့တိုက်ဆိုင်တယ်။အဲ့ဒီမှာဖရားနေကစားနဲ့ပတ်သက်တဲ့ကုသိုလ်ကောင်းမှုကို ဆောင်ရွက်နိုင်တဲ့အနေအထားရှိတယ်။ ဒီတကားဒီကာလအတော်တွင်မှာတနေ့လာနေ့စောက်ကြနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့တနေ့ကတွင်ဗုဒ္ဓမွေးသူများကြောင့်စိတ်နှောင့်ရှယ်ဖြစ်တတ်တယ်နှစ်လေးကိုကနန်ကျိုးပေးတယ်အညိုရောင်ပြရောင်မိခိုးရောင်တို့ကိုသုံးပြီးတော့လိုရာကိစ္စဆောင်ရွက်ပါအိမ်မှာရှိနေတဲ့တော်တိုက်စေဘူးအဟောင်းနေသဗုဒ္ဓအဟောင်းနေကိုစွန့်ပစ်ပြီးအစ်စ်အစာတို့သုံးဆွဲလိုက်ပါတူကြသောကံများပွင့်လာပါမယ် ကျေးဇူးတင်ပါတယ်။ခင်ဗျာနေ့မွေးသူအားလုံးမင်္ဂလာပါ။2025ခုနှစ်အောက်တိုဘာလ၁ရက်ကနေ9ရက်နေ့အတွင်းမှာအပြောင်းလဲနဲ့တိုးတက်မှုရှိမယ်။အရဝင်းနဲ့ဆက်ဆက်ပြီးလှုပ်တဲ့လှုပ်တွေကြိုးပမ်းမယ်။ရတ္တန်နဲ့လှုပ်တွေပြန်လဲစတင်နိုင်တယ်။ခရီးကိစ္စအစဉ်ပြေမယ်။ကိုယ့်ရဲ့ရည်မှန်းချက်ရည်ရွယ်ချက်တွေကသူတစ်ပါးနဲ့မတူလင်ကစားကိုလှုပ်တဲ့ကိစ္စတွေကတစ်ပါးသူတည်းတောင်းလို့နိုင်တယ်။ ဥတီကျဲပြောင်းပြီးတော့ခီးကိစ္စအပြောင်းလဲကိစ္စတွေမှာအောင်မြင်မယ်တရက်နေ့မှာအရာရာတိုက်ခံကြတိုးတက်ပြီးအောင်မြင်မယ်နှစ်ရက်နေ့မိကောင်းဆွေကောင်းထောက်ကူရမယ်ဘဝတိုးတက်မယ်သုံးရက်နေ့ရန်တိုက်ခံနေနဲ့ရှင်ပြီးလောက်ရမယ်လေးရက်နေ့ရှင်ပြန်မှုအောင်မြင်မယ်ဘဝကံကောင်းမယ်ဒါပေမဲ့သူတစ်ပါးကြောင့်ခုရွယ်ချက်ပြည့်ရင်းတယ်၅ရက်နေ့မိကောင်းဆွေကောင်းထောက်ကူရမယ်စမ်းပွင့်မယ်လိုရာပြည့်စုံမယ်၆ရက်နေ့မှာပစ္စည်းပြောက်တတ်တဲ့ခီးကိစ္စအစဉ်ပြေမယ်ခုနှစ်ရက်နေ့ ဝေကျေကံလုံကန်းကံဘဝကံတွတ်တယ်မယ်ဒီတပတ်တော်ကာလအတော်တွင်းမှာသုံးရနေရဒနာသိတိနခဆန်းရှင်တဲ့နေ့ဖြစ်တဲ့ဝေကျေကိစ္စတွေဆောင်ရွက်ခြင်းပတ်စံကြွေစေတစေကိုအမွေးနဲ့သာပဲ့ပြန်ဖြစ်ပတ်စံကြွေစေတစေကိုအမွေးနဲ့သာပဲ့ပြန်ပြီးသူနဲ့ဆောင်ခြင်းပြုပေးပါ6ရနေ့တရင်ချိုလာပြေနေ့ဖြစ်ပါတယ် တနေ့လာနေနဲ့တိုက်ဆိုင်တဲ့အတွက်အနေကစားတင်ခြင်းပြုပါအကြီးကဲများထံသွားရောက်ဂါရဝပြုခြင်းကိုဆောင်ရွက်ပေးပါဒီကာလအတော်တွင်မှာတနေ့ကတွေသောက်ကြစနေမွေးသူတွေကောင်းကျိုးပေးတယ်တနေ့လာနေဇာသာပတိနေမွေးသူတွေဒုက္ခပေးတတ်တယ်အဖြူအစိမ့်မိကိုရောင်တကို သုံးပေးပါနှစ်ခု ကိုကနန်းနေကိုအကျိုးပေးတဲ့ကနန်းနေဖြစ်သုံးဆွဲနိုင်ပါတယ် ကောင်းခြင်းကံကြမ္မာများရစေရန်တို့ကအနီအောင်ပန်းပွင့်တို့ကိုဖျားတင်ပြီးလွှရာဆုတောင်းပေးပါကျေးဇူးတင်ပါတယ်ပုံထုနေမွေသူအားလုံးမင်္ဂလာပါ2015ခုနှစ်အောက်တိုဘာလ1ရက်နေ့ကနေ9ရက်နေ့တော်တွင်မှာအပြောင်းလဲနဲ့တိုးတက်မှုတွေရှိမယ်ရေမှန်းချက်စေအောင်မြင်မယ်လူမျိုးခွဲချိုးပေးမယ်ဝေးကြီးကံကောင်းမယ်နေရာပြောင်းလဲခြင်းရဲ့အနစ်သာရကောင်းကိုကြုံမယ် မဖြစ်နိုင်ဘူးထင်တဲ့လူတွေလုတ်ကင်ပြီးအောင်မြင်မယ်။တရက်နေ့ဟာကောင်းသောပြောင်းလဲတဲ့တိုးတက်မှုရှိစေတယ်။နှစ်ရက်နေ့မှာဝေးကြီးကိစ္စလုပ်ငန်းကိစ္စမှန်သမျှဆောင်ရွက်ဆင်ဖြစ်မယ်။သုံးရက်နေ့မှာရန်တိုက်ခံနေတဲ့ထိတိုက်တွေ့တတ်တယ်။လေးရက်နေ့ဟာအရေးပါတဲ့ဆုံးဖြတ်ချက်စရမယ်။ငါးရက်နေ့မှာရပိုင်ခွင့်တွေပြန်လဲတောင်းဆိုရရှိမယ်။၆ရက်နေ့မှာအခက်အခဲဖြစ်ရှင်းနိုင်မယ်ဘဝတိုးတက်မယ်။ခုနှစ်ရက်နေ့မှာ သူတစ်ပါးကြောင့်ကိုယ်ရည်ရွယ်ချက်တွေနှောင့်နှေးခြင်းချက်ချင်းတွေကြောင့်ပဲဒီတပတ်တာကာလအတွင်းမှာဇာတာပတိနေဗုဒ္ဓနဲ့စနေနေ့မွေးသူတွေကောင်းကျိုးပေးလိမ့်မယ်တနင်္ဂနွေတနင်္လာနေ့မွေးသူတွေဒုက္ခပေးလိမ့်မယ်အဖြူအစိမ့်မီကိုရောင်တော့ကိုအကျိုးပေးတဲ့ရောင်တွေဖြစ်သုံးဆွဲနိုင်တယ်နံပါတ်3ခုကိုကနိုင်နေအကျိုးပေးတယ်ထူးခြားချက်က3ရက်နေ့အောက်တိုဘာဒနသိတိနက္ခတ်ဆန်းရှင်တဲ့နေ့ဖြစ်တယ်ပတ်စံအဆုတ်တွေ ပြန်ပြီးတော့ကတ်ပြီးတော့စနစ်တကျအစုပ်အနှုတ်တွေကိုသေချာသိမ့်ပြီးတော့တနည်းမှာ စုဖာစုပုံသေချာသိမ့်စီလိုက်ပါ ထူးခြားတဲ့ကံကိုရစေတယ်6ရက်နေ့သတင်းချုပ်လာပြီနေ့အဲ့ဒီနေ့မှာ တနင်္လာနေ့နဲ့တိုက်ဆိုင်တယ်အနေကစားကာတာတို့နာယူခြင်းအနေကစားတင်ခြင်းပြုပါအကြီးကဲများထံသွားရောက်ကာရဝပြုခြင်းကရော့ခြင်းပြုပေးပါဒီတစ်ပတ်အတွင်းကောင်းခြင်းကံကြမ္မာများရရှိခြင်းအတွက်အကြီးကဲတို့ကို မောသစ္စည်းတို့လူတန်းချင်းပြုပေးပါယေရှုတင်ပါတယ်ဇာသာပတိနေမွေသူအားလုံးမင်္ဂလာပါ2025အောက်တိုဘာလ10ရက်ကနေ9ရက်နေ့တော်တွင်မှာရံများမယ်အတိုက်ခံများမယ်အခက်ခဲကြားမှတိုးတက်မယ်အထင်လွဲခံရတဲ့အမခံခြင်းတာဝန်ယူခြင်းမပြုနဲ့ကြားရဆက်ရောတတ်တယ်တရက်နေ့မှာအရာရာသတိထားမယ် နှစ်ရက်နေမှာအညာဆိုးကင်းပြီးတော့စိတ်ချမ်းသာစရာတွေချုံမယ်။သုံးရက်နေမှာခရီးကံကောင်းမယ်။မိကောင်းဆွေကောင်းထောက်ကူရမယ်။တဏှာသိတိနဲ့ခတ်ဆန်းရှင်နေနေဖြစ်တဲ့အဲ့ဒီနေ့မှာဝေချိကိစ္စပြောဆိုခြင်းလုပ်ကင်ခြင်းတွေချိုးပြီးတယ်။လေးရက်နေမှာအရာရာကံကောင်းခြင်းအစီပြေခြင်းနဲ့ဘဝတိုးတက်ခြင်းတွေရှိပြီ။ငါးရက်နေမှာလူယုံဒုက္ခပေးတတ်တဲ့သူတစ်ပါးကြောင့်ကိုယ်မှအချမ်းစီအနောက်ရှိတိရှိတတ်တဲ့၆ရက်နေမှာ အရေးပါတဲ့ဆုံးဖြတ်ချက်ချမှတ်နေတယ်အဲ့ဒီကသတင်းချုပ်လှပြင်းနေအကြီးအကဲများထံဂရဝပြုပါတောရောက်ပြီးတော့ရှ िख ိုးချင်းဂရဝပြုချင်းမိဘဆရာသမားတို့ကိုဂရဝပြုချင်းနေပြုရန်ကောင်းတဲ့အပြင်တနင်္လာနေ့နဲ့လှပြင်းနေတိုက်ဆိုင်တော့အနေကစားတင်ရန်မတော်ကောင်းတဲ့နေ့တစ်ခုဖြစ်တယ်ခொနည်းနေ့မှာရပိုင်권ပြန်ရခြင်းအခက်ခဲကြော်လာခြင်းဘဝတိုးတက်ခြင်းတွေကိုကြုံမယ်ဒီကာလအတော်အတွင်းမှာ ဇာသပတိနေဘုံထုနေတနင်းလာနေမွေးသူတွေကိုကောင်းကျိုးပေးတယ်တနင်းငယ်တွေငါမွေးသူတွေဒုက္ခပေးတတ်တယ်ငါ့ခုကိုကနအကျိုးပေးတယ်အဖြူရောင်အစိမ်းရောင်မိခိုးရောင်တို့ကိုဝှက်ပြီးတော့အလိုရှိရာကိစ္စတွေလောက်ခံရင်အောင်မြင်မယ်ကောင်းသောခံချမများရဖို့အတွက်အဖြူရောင်ပန်းဖျားတက်ပြီးလိုရာဆုတောင်းပါကျေးဇူးတင်ပါတယ်တောက်ချာနေမွေးသူအားလုံးမင်္ဂလာပါ2025အောက်တိုဘာလ တရက်နေရနေ9ရက်နေတော်တွင်ဟာကောင်းသောကံကြမ္မာလွှမ်းမှုနေတယ်။ရှင်မကြအောင်မြင်မယ်။မိကောင်းဆွေကောင်းထောက်ကူရမယ်။စူပေါင်းလုပ်ငန်းချိုးပေးမယ်။မင်္ဂလာကိစ္စပါဝင်ပတ်သက်ရမယ်။တရက်နေမှာအရာရာကောင်းခြင်းတိုးတက်ခြင်းကိုရမယ်။နှစ်ရက်နေမှာမတော်တဆနေကြူဆက်မယ်။သုံးရက်နေမှာအရေးပါတဲ့ပြောင်းလဲတဲ့တိုးတက်မှုတွေကိုဖန်တီးနိုင်တယ်။လေးရက်နေမှာရပိုင်ခွင့်တွေလက်ဝဲပြရနိုင်တယ်။ငါးရက်နေကတော့အလုံးစုံဆင်ပြေခြင်းတိုးတက်ခြင်းကိုကြုံမယ်။၆ရက်နေမှာ အပြန်ဆန်အားလုံးကိုကြော်ပြီးဘောကတွတ်တယ်မယ်ခုနှစ်ရက်နေမှာအရဝင်းနဲ့ဆက်ဆက်မှုကနေကောင်းသောဂျိုးဆက်နဲ့တလန်းကိုပေါ်ထွန်းနိုင်တဲ့အနေသားကံကောင်းခြင်းနဲ့တိုးတက်ခြင်းတွေကို ရရှိမဲ့သဘာဝကိုဗန်နီးကြုံတွေ့ရမှာဖြစ်ပါတယ်၃ရက်နေကဓနာသိတိနခတ်စမ်းရှင်နေနေဖြစ်တဲ့အဲ့ဒီမှာမတူညီတဲ့အမျိုးအစားအချွေစိတ်နှစ်စိတ်ကိုဖတ်စိတ်တဲ့ထည့်ပြီးတော့ဆောင်းလိုက်ပါလက်ပွင့်ခြင်းကံကောင်းခြင်းတွေရှိ၆ရက်နေက လာပြင်းနေသတိကျလာပြင်းနေဖြစ်တဲ့အတွက်အကြီးကဲများထံသွားရောက်၍ကတော်ပန်းစီခြင်းကတော်ဝပြုခြင်းများဆောင်ရွက်ပါတင်းလာနေနဲ့လာပြင်းနဲ့တိုက်ဆိုင်တဲ့အတွက်အနေကစားကာတာတော်ကိုလည်းရွတ်ဖတ်ခြင်းပြုပေးပါထူးထူးခြားခြားကောင်းခြင်းခံနေရရှိလာပါမယ်ဒီကာလအတော်တွင်မှာတင်းလာနေအင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေကောင်းကျိုးပေးမယ်တင်းငွေတွေတောက်ကြမွေးသူများကြောင့် စေနောက်စစ်တီဖြစ်တတ်ပါလေရှစ်ခုံကိုကနန်းနေကြိုးပေးပါလေအ내ရောင်ပြာရင်ရောင်နဲ့ပြောင်နေဝတ်ဆင်သွန်ဆွဲပြီးအလိုရှိရာကိစ္စဆောင်ရွက်ပါအရဝင်းနဲ့ဆက်ဆက်ပြီးလှုပ်တဲ့လှုပ်တဲ့ရနေကောင်းသောအကျိုးဆက်နဲ့တိုးတက်မှုတွေကိုရရှိကြိုးပေးသွားမှာဖြစ်ပါလေလူရဆန္ဒပြည့်စုံခြင်းများရှိလာပါနိုင်မယ်ယေရှုတင်ပါလေစနေနေ့မွေးသူအားလုံးမင်္ဂလာပါ 2025ခုနှစ်အောက်တိုဘာလ1ရက်နေ့ကနေ9ရက်တွင်အပြောင်းလဲတွေရှိတယ်။ရီမန်းချက်စေအောင်မြင်မယ်။စိတ်ကူးစစ်တွေပေါ်နေတယ်ရဲရဲလို့ပါ။ပေါ်ပေါက်လာတဲ့ခွင့်ရည်တွေကလည်းကိုယ့်အတွက်တကယ်ကျိုးပေးတဲ့ခွင့်ရည်တွေဖြစ်မယ်။နေနေရလို့နေရဝင်းကျင်တွေအပြောင်းလဲစစ်တွေပေါ်မယ်။ရက်နေ့မှာကောင်းသောကံကြမ္မာနဲ့တိုးတက်မှုရှိမယ်။နှစ်ရက်နေ့မှာရပိုင်ခွင့်တွေပြန်လည်ရရှိနိုင်တယ်။သုံးရက်နေ့အထူးကောင်းတဲ့နေ့ဖြစ်တယ်။ဒနာသိတိနဲ့ခန့်ဆန်းရှင်တဲ့နေ့ဖြစ်တယ်။ နံပါတ်၃ညကနန်းနဲ့ဆုံးတဲ့ပိုက်ဆံတွေကိုဝိနတ်သာပြန်ပြီးသူနဲ့ဆောင်မှာ၄ညနေ့မှာရှင်ပြန်မှုမှမြအောင်မြင်မယ်အစစ်မြစ်ဘဝတိုးတက်မှုကိုကြုံမယ်၅ညနေ့မှာပြဿနာဟောင်းတွေဖြေရှင်းနိုင်မယ်အခက်အခဲတွေပြေလည်အောင်ဖြေရှင်းနိုင်မယ်၆ညနေ့ပျော်ရွှင်စရာကောင်းတဲ့နေ့မင်္ဂလာအပေါင်းနဲ့ပြည့်စုံတဲ့နေ့လာပြည့်နေ့တတိယကျောင်းလာပြည့်နေ့တနင်္လာနေ့တိုက်ဆိုင်တဲ့အနေကစားကာတာတို့ရွတ်ပါအနေကစားတင်ပါ အကြီးကဲများထံသွားရောက်ခြင်းမိဘများထံသောကြတော်ပန်းစင်ပါခொနည်းနည်းကဥတီကျဲပြောင်းပြီးလှုပ်တာဆင်ပြေတဲ့အရာရာကောင်းတဲ့အနေထားရှိတယ်တပတ်တာကာလအတော်တွင်မှာတနင်္လာနေ့အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေကောင်းကျိုးပေးတယ်တနင်္ဂနွေနေ့စနေနေ့မွေးသူများကြောင့်စိတ်နှောင့်ရှစ်ဖြစ်တတ်တဲ့တစ်ခုံကိုကနန်းနေ့ကျိုးပေးတယ်အဝါရောင်လေးပွဲရောင်နှုတ်နေရောင်တို့ကိုဝတ်ဆင်သွန်ဆွဲပြီးအလိုရှိရာကိစ္စဆောင်ရွက်နိုင်ပါတယ်နေနီးပါးမှာရှိတဲ့ အသက်ရွယ်ကြီးရင်သူတကောမုံအဟာရဇေဝလူတန်းချင်းပြုပါကျေးဇူးတင်ပါတယ်